တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နဲ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တွေမြင့်မားနေတဲ့ရလကောင်းတွေကို ဖန်တီးနိုင်တယ်အလုံးစုံသောအခက်အခဲတွေကိုကြုံရနိုင်တယ်စန္ဒရည်မှန်းခြင်းတွေရည်ရွယ်ချက်တွေကို ရှေ့တိုးလောက်ကန်ပြီးတော့တထက်တဲကြောင့်ဖဏိနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်။ဝင်ဝင်စီးပွားတိုးတက်မယ်။ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်နိုင်မယ်။ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာနိုင်မယ်။အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆန်လိုက်တာဟာကိုယ့်အတွက်အဖြေရှာမှုရတတ်ကောင်းကိုဖြစ်ထွန်းစေတဲ့ဆောင်ရွက်မှုပါပဲ။ရှင်းရနေမှာတော့ ထူးထူးခြားခြားကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်။ကိုယ့်ရဲ့နေ့မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။ဆယ်ရဲ့နေ့မှာဇန်တိုက်ခံနေတဲ့ထိတဲ့တွေ့ရတဲ့စိတ်ပင်ပန်းပဲ။ဆက်တဲ့နေ့ဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်။ပြိုရွယ်သူတွေစမ်းဖွင့်တယ်၊လုပ်ငန်းရေးရမှလည်းကောင်းတယ်။ဆယ်နေ့ရဲ့နေ့မှာမထင်မှတ်ပဲဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကကိုယ်တွေ့ကောင်းကျိုး ပေးခြင်းကိုကြောက်မယ်ဆက်သောရနေ့အဲ့ဒီနေ့ကလာပြည့်နေ့ဖြစ်တယ်မင်္ဂလာရှိသောနေ့ထားတွေရှိတယ်အလုံနေ့ထားစီးပွားနေ့ထားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းနဲ့တွေ့တဲ့ခြေအနေကိုရနိုင်တယ်14ရက်နေ့ကတော့အတိုက်ခံနေ့တွေသတိထားမယ်အဲ့ဒီနေ့ဟာလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာဘာလို့လို့သတိနဲ့ရှင်းပြီးလောက်ရမယ်အမှားမပါစေတဲ့ပြဿနာဖြစ်ရှေးချသွားတတ်တယ် ဒီကာလအတော်တွင်မှာဇာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။ယနေ့လာနေတောက်ကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေဂျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကို ဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ့7ရက်နေ့မတ် လာရောင်အောင်မှာကြောက်ပြစ်တစ်ချက်အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူဆောင်းထားပြရတတ်ကောင်းတယ်ကောင်းလေးစီဖြစ်လုံးနေရတယ်အယောင်းဝယ်တွေပိုင်းစီလေးသုံးနေရင်ရောင်းပန်းဝယ်ပန်းပွင့်တတ်တယ်အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုလေးကို လောက်ခဲ့ရအကြံပေးတင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွေမှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ်ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ်စုဆောင်းမှုစိတ်မကူနဲ့ အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်။ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်။အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စန္ဒရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုကျုံတွေ့နေတဲ့နေ့ပါပဲကာလတွေပါပဲခြေရည်နေမှာရာရာဆင်ပြေမယ်တိုးတက်မယ်လူရာပြည့်စုံမယ်ကိုယ့်ရည်နေမှာ အလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကို ကြုံတွေ့နိုင်တယ်။ဆယ်ရည်နေ့မှာရည်မှန်းချက်တွေကိုလက်တွေ့ကောက်ထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးတော့အမယ်။ဆက်တည်းနေ့စိတ်ချမ်းသာစရာတွေကြုံမယ်။ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်။ရတဲ့ရတိုက်တဲ့ရပဲခွင့်တွေပြန်ရမယ်။ဆယ်ရည်နေ့မှာပြောင်းကြပြဖြစ်ပြီးမှအစီအပြေမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပမ်းပြီးတော့ တိုးတက်တဲ့ကံနေကြုံပဲ73ရက်နေရအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတယ်အဲ့ဒီလာပြင်းနေနဲ့လည်းတိုက်ဆိုင်တယ်တပေါင်းလာပြင်းနေညအချိန်မှာလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့ဇပကြီးသေးခြင်းနဲ့တင်ပြီးတော့တန်လိုက်တိုးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေးအဲ့ဒီစီလေးကိုသိမ့်တာကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ခြင်းနဲ့ကိစ္စတွေပွေရလာလေးတွေ တော့လည်းပဲထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပမ်းနိုင်တယ်14ရက်နေတော့ရာရာသတိထားမယ်အဲ့ရက်ကလာကြတဲ့နေ့အဲ့ဒီမှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွဲမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ် တတင်းကလေးနဲ့ဗုဒ္ဓနဲ့မွေးသူတွေကကိုယ့်ကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်နုနေရောင်တွေအကျိုးပေးတဲ့ရောင်ဖြစ် သုံးဆွဲနိုင်တယ်။နံပါတ်၄ခွန်ကိုကနန်းတွေကိုအကျိုးပေးကနန်းတွေဖြစ်သုံးဆောင်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်အတွက်ညာပခုံးညင်ဝဲဆွပြီး လက်ခုပ်သုံးချက်တီပင်ကထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လုပ်ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ6ရက်နေ့14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မှုအားလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ်ခက်ခဲတဲ့ကိစ္စတွေအားလုံးကိုကြော်ပြီး မိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောင်လုပ်နိုင်တယ်။အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မယ်။ခရီးကိစ္စအစဉ်ပြေမယ်။ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ရပိုင်ခွင့်နေလက်ဝဲပြန်လည်ရရှိခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။ရှင်းရနေမှာအတိုက်ခံကြမှာတိုးတက်ချေအောင်မြင်ခြင်းကိုကြုံမယ်။ကိုယ့်ရဲ့နေမှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်။ဆယ်ရနေမှာလုပ်ဖို့ကိစ္စဖွေတွေကြုံမယ်။အတိုက်ခံကြတိုးတက်မယ်။ စတရနေ့မှာရန်တိုက်ခံဖြစ်တတ်တဲ့ပြဒနာနှမျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နေမယ်စနေနေ့ကတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေသားနဲ့အောင်မြင်မှုကိုကြုံမယ်ဆက်သောရနေ့လာပြင်းနေ့ဖြစ်တဲ့အဲ့ဒီနေ့ကထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့သံလိုက်တို့ရဲ့သွေးပြီးတော့ပြရစက်ဖော်မယ်အဲ့ဒီ အနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်၁၄ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာအချက်တည်းမရှိအောင်ကရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ တနေ့လာနေ့ကြာသာပတင်းနေ့မွေးသူတွေဒုက္ခပေးရတဲ့နှစ်လေးကိုကနံအချိုးပေးတယ်အဖြူစိမ့်မီကိုရောက်လို့ကိုတော့ရအချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါတယ်ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြစ်လိုက်ပါယေရှုတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံး ်မင်္ဂလာပါ2025ခုနှစ် March 6ရက်နေ့ကနေ14ရက်နေ့အတောအတွင်းမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုပ်နဲ့ပေါ်လာတဲ့စိတ်ဖူးတွေကိုလက်တွေ့သုံးချပါ ခရီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ့်အတွက်အနေမရှိဘူးရှင်းရနေမှာဥတီကျဲတင်တဲ့ဒုက္ကံချင်းတွေချိုးပေးပြီးတိုးတက်မယ်ကိုယ့်ရနေဟာတော့ငွေကြေးကံလုပ်ငန်းကံဘဝကံတွေအလုံးစုံ တိုးတက်မယ်ဆယ်ရနေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်ဆယ့်တရနေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆုံးဖြတ်ချက်မှန်မယ်ဆယ့်ရနေမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ဆယ့်သုံးရနေကတော့ အလုံးစုံကောင်းခြင်းကံတဲ့တိုးတက်ခြင်းနဲ့ရှိရည်မှန်းချက်ဒီကိုအောင်မြင်နိုင်တဲ့အဲ့ဒီကတပေါင်းလားပြည့်နေအဲ့ဒီညတပေါင်းလားပြည့်ညလာရောက်အောင်မှာကြောက်ပြတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြပေါ်မှာနှမ်းစီနောက်စပကြီးသေးချင်နဲ့တာလိုက်တုံးလေးကိုသွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတဲ့ဖြစ်သောစမ်းပွင့်နဲ့ကိုကောင်းမှလူးပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်း အဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေဖွင့်တယ်၁လေးရက်နေ့အဲ့ဒီနေရာလက်ချက်တဲ့နေ့အဲ့ဒီနေ့မှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်လည်းသူများရှိရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရက်တွေမှာအကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာ ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကတွေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါနေမယ်။ကျေးဇူးတင်ပါတယ်။ကြာသာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ် မတ်လ၈ရက်နေ့ကနေစပြီး၁၄ရက်နေ့အတောတွင်းမှာရန်တိုက်ခံနေတဲ့ကြုံတွေ့တဲ့တဲသူတစ်ပါးကြောင့်မိမိရေဝဲချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။အမခံခြင်းတောင်းယူခြင်းမလုပ်ရဘူး။ချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ်။အလုပ်တွေကိုဒီချိန်မှာတက်ရထိုင်ရင်တို့တွေပြန်ကောက်ရဆောင်ရွက်ရခက်ခဲတတ်တယ်။ဒီရက်တွေကတော့ပြဿနာတွေများတယ်။အထင်မှားမှုတွေဖြစ်ရှင်းရတယ်။လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရရှိတတ်တယ်။ကိုယ့်ရက်တွေမှာတော့ ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်။စိတ်ချမ်းသာမယ်၊လူရပြည့်စုံမယ်။ဆယ်ရက်နေ့မှာအလိုရှိရာပြည့်စုံခြင်း၊ငွေချေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်။ဆက်တရက်နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်။ဆယ်ရက်နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံ၊လုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်။ဆက်သုံးရက်နေ့မှာရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။လာပြည့်နေ့ဖြစ်တဲ့အဲ့ဒီည တပေါင်းလာပြင်းနေညလာရောက်အောင်မှကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့သားလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါ ထူးခြားတဲ့ပီရတ်တ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်မတဲ့14ရက်နေ့အဲ့ဒီကလာချက်တဲ့နေ့အဲ့ဒီမှာတပတ်သူချက်တဲ့ရှိနေတဲ့လက်နဲ့ဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကာလတော်တွင်မှာ ဇာသပတိနေဗုဒ္ဓုနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငယ်တွေနေကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်္ဃာကိုကနံကျိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စများဆောင်ရနိုင်တယ်အဝါရောင်ပန်းဝင်ဖျားတင်ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါလိမ့်မယ်ဂျေစုတင်ပါလေတောက်ကြံနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မတ်လ၈ရက်နေ့ရက်နေ့၁၄ရက်နေ့အတွင်းလက်နာပါဥစ္စာဒနာဖွင့်ပြခြင်း၊ဝေချေခံကောင်းခြင်း၊ဘဝတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံးမယ်။ကိုလုံးတဲ့ကိစ္စမှန်များဆင်းပြေမယ်။ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်လိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်။ကိုယ်ပိုင်တွေးခေါ်တဲ့လုပ်ကံခြင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိနိုင်တဲ့ရှေးရနေ့မှာရာရာကံကောင်းခြင်းဆင်ပြေခြင်းကိုကြုံးမယ်။ ကိုရည်နေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်။ဆယ်ရည်နေမှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိမယ်။ဆက်တရည်နေမှာပြဿနာနှမျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်။ဆယ်နှစ်ရည်ကမှန်းနာတဲ့လေးတွေနဲ့ကြပြောင်းကြပြန်နေဖြစ်နေတတ်တယ်။အခက်အခဲတွေများတတ်တယ်။ဆယ်သုံးရည်နေမှာရက်တန်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရက်ရွအစ်စ်ကိုစခြင်းကြုံမယ်။အဲ့ဒီလာပြည့်နေ့တပေါင်းလာပြည့်နေ့တပေါင်းလာပြည့်နေ့ညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးရဲ့ကိုတန်လိုက်တွုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဆိုရင်မျက်နှာပွင့်တယ်ပြရတတ်ကောင်းတယ်အယောင်ဝဲလွယ်ရလေးကိုအနည်းမမှထားရှိတို့ထားပြီးလို့အစင်းကိုပြေးနေလေလက်တွေသုံးလို့ရတယ်တနှစ်မှတစ်ခါပဲလို့လို့ရတာ စလေးရဲ့နေတတိထားရမယ်အဲ့ဒီကအညတ်နေရှိတယ်အဲ့ဒီကလက်ကျက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားသူခက်ခဲရှိနေတိုင်းကုညီပါသူတပားကိုအထောက်အပြုပေးလိုက်ပါဒီကန္နတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ် ရှိခုံကိုကနန်းနေကျိုးပေးတဲ့အ내ရောင်ပြရင်ရောင်မိခွန်းရောင်နဲ့ပြောင်းနေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းနေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရက်တောင်ဝါနဲ့ပြုလို့တဲ့ပစ္စည်းဟောင်းများဆွန့်ပြလိုက်ပါ။ယေရှုတည်မှာ။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာ အပြောင်းလဲနဲ့ဒုတက်မှုရှိမဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတက်လန်းကံပွင့်နဲ့အနေထားချုပ်မဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုကဲ့ရင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့ဒုတက်မှုတွေကိုရနိုင်တယ်။နေရာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်တဲ့ဆက်ဆံရတဲ့ဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမဲ့ပေါ်လာတဲ့စိတ်ကူးသစ်တွေကိုရှေ့ရနေမှာလက်တွေ့ကောင်းတဲ့ပေါ်ပါ။ကိုယ့်ရနေမှာရပိုင်ခွင့်တွေလက်ဝဲပြန်လဲတောင်းဆိုရယူနိုင်တယ်။ဆယ်ရနေမှာအလုပ်ကိစ္စတွေအတွက်ပြောဆိုမှမများအောင်မြင်မဲ့၁၇ရနေမှာရှင်ပြန်မှုတွေပေါ်အောင်မြင်မဲ့ဘဝဒုတက်မဲ့ စနေနေ့မှာရန်တက်ခံတဲ့ရှင်ပြီးလောက်ရမယ်73ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းလူပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်74ရက်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့တိုင်းထူးပြုပြီးကျူးဆက်ရမယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ် တစ်ခုကိုကနံကျိုးပေးတဲ့အဝါလေးမော်ရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးကတော့7ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလရောင်အောင်မှာကြောက်ပြင်းတစ်ချက်ထားပြီးတော့အဲ့ကြောက်ပြင်းပေါ်မှာနှမ်းစီရဲ့စပကြီးသေးကြီးအတင်ပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပြရတ်ကို တူတူကြကြကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလင်းပြီးတော့သွားလိုက်ရင်လည်းလူချစ်လူကင်ပေါ့။ပစ္စည်းတွေရောင်းဝယ်ခြင်းလည်းဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေစမ်းသပ်နိုင်တဲ့ရှေးရိုးရာအနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။